ဒီအိုင်ကိုပေါက်တက်ကြရတော်တော်မင်းနေတဲ့လူတွေရှိလားဒီသတင်းလေးနားထောင်ကြည့်နော်ကျွန်တော်တငယ်ချင်းကိုစာသင်ခန်းထဲမှာဘယ်လိုတော့ရမလဲလို့ ChatGPT ကိုမေးမြန်းခဲ့တယ်။ Florida ပြည်နယ်ကအသက်73နှစ်အရွယ်ကျောင်းသားတအူးကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါဗျ။အဲ့ဒီမိကွန်းကျောင်း Dylan မျိုး South Western လေရန်ကျောင်းရဲ့စက်ပစ္စည်းတွေမှာထည့်သွင်းထားတဲ့ AI app တစ်ခုကကျောင်းလုံးချုံရေးအရာရှိထံကိုအချက်ပြအကြောင်းကြားခဲ့ခြင်းဖြစ်ပါတယ်။ မင်းသားဟင်းဝေရံနဲ့မင်းသမီးစိုးပြတဲ့စဉ်တို့ကဒီကနေ့အောက်တိုဘာလ17ရက်နေ့မှာဆေးဆက်ကြောင်းလန်းခဲ့ကြပါတယ်။ဒဂုံမြို့တင်မြောက်ပိုင်းအမှတ်48ရပ်ကွက်ရှိမြင်းငားဧကပေါ်မှာလူရှင်တော်နေနေထိုင်မှုအတွက်လူရှင်တော်ရွာစီမံကိန်းကိုဒီကနေ့မနက်ပိုင်းကစတင်ပနက်ရိုက်ခဲ့ကြပါတယ်။အခုနှစ်မကုံမီတိုက်တလုံးအပီဆောက်လုပ်သွားမယ်လို့ဟာသပညာရှင်အစီယုံဘဟုဥက္ကဋ္ဌဦးဒိန်တောင်ကပြောပါရယ်။နေထိုင်မှုခက်ခဲရှိတဲ့လူရှင်တော်တွေအတွက်မြင်းငားဧကကိုနိုင်ငံတော်က2023ခုနှစ်မှာပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာမာရီယာကိုရီနာမာချာတိုငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့ပါတယ်။နော်ဝေးနိုဘယ်ကော်မတီကဗင်နီဇွဲလားပြည်သူတွေအတွက်ဒီမိုကရေစီအခွင့်အရေးတွေမြင့်တင်ပေးဖို့နဲ့အာနာရှစနစ်ကနေဒီမိုကရေစီစနစ်ကိုအသွင်ကူးပြောင်းနိုင်ဖို့သူ့ရဲ့မမောပပန်စူးစမ်းအားထုတ်ဆောင်ရမှုတွေအတွက်မာရီယာကိုရီနာမာချာတိုကို2025ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုကိုပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ ကိုရီးယားမြန်မာချစ်စီရဒလာဒရာစီမံကိန်းပြီးစီးတော့မှဖြစ်တာကြောင့်ဒလာမျိုးကအင်ဂျင်မြေဈေးတွေလည်းပြေးပြေးမြင့်တက်လာပါတယ်။ဖိလစ်ပိုင်နိုင်ငံအရှိတောင်ဘက်ကမ်းလွန်ပင်လယ်ပြင်မှာဘင်းအားခုနှစ်တသမလေးအစီရှိတဲ့ငလျင်တစ်ခုမနေ့ကမနက်ပိုင်းမှာလှုပ်ခတ်ခဲ့ပါတယ်။ဒေသဆိုင်ရာအနာပိုင်တွေကအသက်အန္တရာယ်ရှိတဲ့အမြင့်ဆဲပဲရှိဆူနာမီလိုင်းလုံးတွေရောက်လာနိုင်တယ်ဆိုပြီးဆူနာမီသတိပေးချက်ထုတ်ပြန်ထားပါတယ်။ဆူနာမီအန္တရာယ်ရှိတဲ့ကမ်းရိုးတန်းဒေသကပြည်သူတွေချက်ချင်းပြောင်းရွှေ့ဖို့ဆိုရကညွှန်ကြားထားပါတယ်။ ကီရန်ခွန်မြောက်ဦးစီးဌာနရဲ့တရားဝင် website ကိုပုံသူကူးပြီးအခွန်ထမ်းတည်သူတွေဆက်သွယ်ငွေကြေးတောင်းခံခြင်းတွေပြုလုပ်နေတဲ့အတွက်ကြောင့်မလို့အထူးသတိပြုကြဖို့တီးပေးကြေညာထားပါတယ်ရေကောက်ပွဲအတွက်ပထမအကြိမ်မဲဆင်းကတ်ထားခြင်းကို9ရက်ထပ်တိုးထားပါတယ်။ပြင်ဆင်ပြုစုထားတဲ့မဲဆင်းကိုတော့ဒုတိယအကြိမ်အဖြစ်နိုဝင်ဘာဒုတိယပတ်ခံမှာကျင်းပပေးမှာဖြစ်ပါတယ်။ကချင်းပြည်နယ်မြစ်ကြီးနားနယ်ဖားကတ်မြို့တော်မှာလူ9ဦးထပ်ပေါ်ပြီးမဆူဝေးကြပုံနဲ့ည10:00နာရီကနေနက်နက်6:00နာရီတွင်ညမထွက်ရအမိန့်ထုတ်ပြန်ထားပါတယ်။ အော်တိုဘာ7ရက်ကနေ20ရက်အတွင်းမှာနိုင်ငံတော်ဝန်ရက်ရှိကသုံးနိုင်တယ်လို့မူဆလာကထုတ်ပြန်ထားပါတယ်။ဒါအပြင်ဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနဲ့ရောက်တဲ့ချိန်လည်းဖြစ်ပေါ်နိုင်ပါတယ်။2008ခုနှစ်မှာစတင်ပြီး3နှစ်လည်တဲ့ချိန်စစ်စစ်ရွေးချယ်လျက်ရှိတဲ့အာဆီယံဆက်ဆက်မပြတ်ဖို့ပြိုတက်တက်မှုအရှိဆုံးမျိုးကို2025ခုနှစ်အတွက်ကရင်ပြည်နယ်မြို့တော်ဖအံမြို့ကရရှိခဲ့ပါတယ်။အဲ့ဒီစုပေါ်အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာရေရှည်တည်တဲ့မြို့ကြီးများလုပ်ငန်းအဖွဲ့ကရွေးချယ်ပေးအပ်ခြင်းဖြစ်ပါတယ်။စုပေပွဲအခမ်းအနားကိုအော်တိုဘာလ3ရက်က မလေးရှားနိုင်ငံလန်ကာဝေမှာကျင်းပခဲ့ပါတယ်။ဖအံမျိုးဟာတဘာဝကိုအခြေခံပြီးခီးသွားလုပ်ငန်းတွေဆောင်ရွက်လျက်ရှိပြီးကီတွင်ခီးသွားတွေတာမကကဘာလက်ခီးသွားတွေပါစိတ်ဝင်စားတဲ့နေရာတွေများစွာရှိတဲ့မျိုးတစ်မျိုးဖြစ်ပါတယ်။